နေ့မှာတော့လွယ်ကူယူရှင်ပြီးတော့အရပါကောင်းတဲ့ပုံသေးတကူမဖက်ထုတ်လေအိမ်မှာလွယ်ထုတ်စားဖြစ်လို့ပြုလုပ်နေလေကိုလာမြတ်ပြရစီပါ အုံသီးတာကူမဖတ်ထုတ်ရန်တွေ့ဖြူဟာတာကူတစ်ထုပ်ကိုတုံးထားပါတယ်တစ်ထုပ်မှာဆိုလို့ရှိရင်တော့400ကလံပါပါတယ်ရှင်အရင်ဦးဆုံးတာကူကိုရေစိပ်ပေးရန်တွေ့တာကူကိုပကံတလုံးထဲကိုထည့်ပစ်လိုက်ပါတယ်ပြီးရင်တော့ရေကိုတာကူမြတ်တည်းထည့်ပစ်လို့ရှိရင်တော့သူ့ကို15မိနစ်လောက်စိုက်ထားပေးရမှာဖြစ်ပါတယ်ရှင်ဖြူဟာတာကူကိုဒီထက်အရောင်စိစိလေးလို့ချင်တာနဲ့ဖူကာလာဆိုစိအစဲရောင်နဲ့နှိမ့်ငယ်ထည့်ပြီးတော့တမတော်အောင်ဝေထားပစ်လိုက်ပါတယ်ပြီးရင်တော့သူ့ကို15မိနစ်လောက်ဖြူလို့နှက်ထားပစ်လိုက် ်ပါမယ်နော်ဒီနေရာမှာဆိုးဆေးကတော့အယောင်နဲ့ပါတဲ့အရေးမကြီးဘူးဆိုလို့ရှိရင်မထက်လည်းရပါတယ်ရှင်ဖြူကတော့အယောင်ဆစ်ဆင်းလေးလိုချင်တာဖြစ်တဲ့အတွက်ဆိုးဆေးလေးနဲ့ငယ်ကိုသုံးခါတာဖြစ်ပါတယ်ပါကူကို ရေစိမ်ထားရင်းနဲ့ဒီအုပ်ယူလေးထုံးရံအတွက်ပေါ့နော်အုပ်စီတချမ်းစာကိုခုလိုမျိုးလေးအစစ်သစ်ချက်ထားပေးလိုက်ပါဒီမလုံးလေးလေးရဆိုရင်အရင်လဲလွယ်ကူတယ်ပေါ့နော်နောက်တစ်ခုကအရင်လဲရိုးရှင်းပါတယ်ပေါင်ပစ္စည်းတွေလည်းအများကြီးမရှိဘူးပေါ့နော် အဓိကပါဝင်ပြည့်စည်ဆိုလို့ဒီအုံသီးနဲ့ပါကူပဲရှိတယ်ပေါ့နော်အရင်လဲယူရှင်ပြီးတော့စားလို့လည်းအရင်ကားပါတယ်ရှင်ကဲဖြူတို့အုံသီးကိုချစ်ပြီဆိုလို့ရှိရင်တော့ခဏကရေစိမ့်ထားတဲ့တာကူကိုလာချစ်ပေးလိုက်ပါမယ်။တာကူလည်းဖြူတို့စိမ့်ထားတာ15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုရေစစ်ပေးထားလိုက်ပါမယ်နော်။ ။ကဲဒါကတော့ရေစစ်ပြီးလို့ရလာတဲ့နေသားလေးပဲဖြစ်ပါရရှင်။ပြီးရင်တော့ခနာကဖြိုးထုတ်ချစ်ထားတဲ့အုံသေးကိုအုံယွန်ထိုးပင်းရန်အတွက်အိုးသလုံးသေးကိုပြောင်းထည့်ပေးထားလိုက်ပါမယ်။ပြီးရင်တော့တခြားထမင်းစာဆုံးနဲ့ငါးဆုံးစာနဲ့စာလက်ဖက်ရည်ဆွဲတစ်ပတ်စာလောက်ကိုထည့်ပြီးတော့ဒီတခြားလေးတွေပြောသွားတဲ့အထိပေါ့နော်ဖြိုးထုတ်အုံယွန်လေးကိုထိုးသွားပေးလိုက်ပါမယ်ရှင်။ ။ဟောယူဝါကြတော့ဒီနေသားဆိုလို့ရှင်တအားမချို့ဘူးပေါ့နော်။တကယ်လို့အချို့ကြိုက်ရင်တရားကို ပို့ထက်ပေးနိုင်ပါတယ်ရှင်။ဖြူတို့တာကူမှာကြတော့ဘာအရသာမှမရှိတာဖြစ်တဲ့အတွက်ဒီအိုးယူလေးနဲ့တွေ့စားမှသာလုံးဝချို့ချို့လေးနဲ့ပေါ့နော်။အေးအေးလေးနဲ့ဖြစ်မှာဖြစ်ပါတယ်။အဲ့ဒီတွေ့ဖြူတို့အုံယူထွေးရခြင်းမှာတရားကိုနည်းနည်းထက်ပို့ပြီးတော့ထက်ပေးပါလို့အကြံပေးခြင်းပါတယ်ရှင်။แกเอาอยู่เลยแล้วยาไปซื้อรู้ชินเนาะพี่รู้ซะพี่รอทุบไปไล่ป่าแม่ အရင်ဦးဆုံးမိခင်ထားတဲ့ငပြောရွာလေးနှစ်ထပ်ကို ခုလိုမျိုးလေးထပ်ပစ်လိုက်မယ်ပြီးရင်တော့ခနာကရေစစ်ထားတဲ့တာကူကိုကိုလိုအပ်တဲ့လောက်ခတ်ထပ်ပစ်လိုက်ပါမယ်နော်ခုလိုမျိုးလေးပေါ့နော်ကဲပြီးရင်တော့ဖြူတို့ခနာကထိုးထားတဲ့အုံယုံလေးကို အစာဖြစ်ထဲကထည့်မယ် ပြီးရင်နောက်ထပ်တလှွာပေါ့နော်ဒေတာကူကိုအပေါ်ကနေအုပ်ထားပေးလိုက်ပါမယ်နော်ဒါကတော့ဖြိုးလို့လို့ကူကူထောက်တဲ့နီးလေးပေါ့နော်ဒီနေရာမှာတခြားကတော့ပုံစံလေးတွေထုတ်မယ်ဆိုလည်းရပါတယ်ရှင်ကဲပြီးရင်တော့ဟိုဘက်ဒီဘက်လေးတိမ်ပြီးတော့လေတော့ပုံစံလေးခောက်ထားပေးလိုက်ပါမယ်နော်ဒီလိုလေးပေါ့နော်ဒါကတော့အလွယ်ကူဆုံးလုံးလေးကြော်လို့ရပါတယ်ရှင်ထုတ်နေလေးကအရင်လွယ်ပါတယ်ချက်နေတဲ့ဟာလေးတွေကိုလည်းဖြိုးခဏကအတိုင်းပဲထုတ်သွားပေးလိုက်ပါမယ်နော် ပါကူရက်သားလျက်ဆိုလို့ရှိရင်ချက်သွားတဲ့ချိန်မှာသားလျက်ကြည်ပြီးတော့ပေါ့နော်။အီအီလေးနဲ့အရင်စားကောင်းပါရဲ့ရှင်။ကဲအားလုံးကိုဖြူတို့ဒီတက်လေးပဲထုတ်သွားပြီးပြီဆိုလို့ရှိရင်တော့ပေါင်းမခွက်လေးထဲကိုအားလုံးကိုစစ်စစ်ရေးလေးထည့်ပေးလိုက်မယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မိနစ်30လောက်ပေါင်းသွားပေးလိုက်ပါမယ်ရှင် ကဲဖြိုးရပွန်သွားလိုက်တာမိနစ်30လေးပြည့်သွားပြီဆိုလို့ရှိရင်တော့ตาကိုချက်ချက်ကိုခုလိုမျိုးလေးမုတ်လေးကိုဖြဲပြီးတော့ပေါ့နော်ဖြိုးတို့ချစ်ပေးလိုက်ပါမယ်ကဲဒီနေထားလေးဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ตาကိုမဖတ်ထုတ်လေးရတော့လုံးဝချက်နေပါပြီအသားလေးကလည်းကြည်ပြီးတော့အိနေရောပေါ့နော်ကဲချက်ပြီဆိုလို့ရှိရင်တော့သုံးဆွနိုင်ပါပြီရှင်ကဲအခုဆိုလို့ရှိရင်တော့ရက်လက်လွက်ကိုယူရှင်ပြီးတော့စားလို့လည်းကောင်းတယ်ဖြိုးတို့ရဲ့အုံသေးตาကိုမဖတ်ထုတ်လေးရတော့စားဖို့စက်တဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယို လေးရအားလုံးတွေအစီအပြေမဲ့လို့ပြန်လည်ပါရရှင်။ Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ